တော်မင်္ဂလာပါအောင်ကွန်ပျူတာပညာဌာနအနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့လုပ်ပြမယ့်နေရာတော့မနေ့ကတော့ပါပိုင်းတစ်ခုကိုကျွန်တော်တို့ transition သုံးပြီးတော့လုံးဖြာရပုံစံနဲ့ပြောင်းနေတယ်ပေါ့နော်ဒီနေ့ transition မသုံးဘဲနဲ့တော့ animation ပြောင်းသုံးပြီးတော့လှုပ်ရှားမှုပုံစံမနေ့ကတိုင်းနဲ့ဖြစ်အောင်လို့နောက်တနည်းနဲ့လုပ်ကြည့်မယ်ပေါ့နော်တခြားနည်းနဲ့လုပ်လို့ရပါတယ်ဆိုတော့သိအောင်ပြပြရတဲ့သဘောပါအဲမနေ့ကတော့ဒါမျိုးလုပ်ရခဲ့တယ်ပေါ့နော် ုတ်ပြီအဲ့ဒါလေးကိုတို့ဒီပြီး animation တောင်းပြီးလောက်ကြမှာနော် animation တောင်းပြီးလောက်တော့ကဒီနောက်ကကလည်းရှိတော့နောက်သဘောတောင်းလေးလောက်ချင်တယ်ပေါ့လေအဲ့ဒါလေးနဲ့ကတ်လေးတွေထွက်လာတဲ့ပုံစံမျိုးဖြောင်းလို့မှလောနောက်လည်းမျက်စိထဲမှာရှင်းအောင်တာခဏဖိထားလိုက်ဒီ animation ကိုကျွန်တော်ကဒီမှာစသမယ်အင်းဒီ line ကြော်ရေးလိုက်ပေါ့ line ယူလိုက်တော့ဘောတောင်းလေးလောက်ချင်တဲ့ option တွေမှာပါလေ အပ်ဒေါင်းလေးပြန်ဆွဲရတာဒါပေါ့တလိုက်ပြီးတော့အောက်ပြန်ဆွဲချတာလည်းလုပ်မယ်လေနောက်တစ်ခုထပ်တဲ့ဘုတ်တော့ကျွန်တော်အတက်မရှိအောင်လုပ်ရမယ်စဉ်းကြောဒီမိုရှင်လောက်တော့မယ်ဒီဒေါင်းလေးလိုက်ရင်အောက်ပြန်ဆွဲလာမယ်ပေါ့နော်ညောင်းပြီးအဲ့နေရာလေးမှာကျွန်တော်တို့ ်ဒါလေးဆွေးပြီးတော့ပုံမှန်တက်လာစလုံးတစ်ခါတည်းချောင်းပြန်ထားပြန်ပါဗျာမြန်မာနော်ဒီလိုရှိရတယ်။တာလီပြန်ပေါင်းလာတော့ ဒီကကျွန်တော်ပြချင်တာကဒီညမှာနှစ်ခုဖြစ်သွားပြီဆိုလည်းပြပြချင်တယ်။အဲ့ဒါလေးကိုပြန်ပုံလာလိုက်မယ်။ဟင်။ဒါကကျွန်တော်ရဲ့ရှုမှာတစ်ချက်ပြန်ကြည့်ချင်တယ်နော်။အဘောရင်တက်သွားမယ်။ပြီးရင်နောက်တစ်ဆင်းကဒီဘက်ပြန်ဝင်လာတယ်။အဲ့လိုပုံစံမျိုးပုံစံဒီလိုမျိုးထပ်ပြီးတော့ animation တော့ကြည့်တယ်မဒီမှာလည်းရွေးရွေးတက်တာတဲ့။ဒီမှာလည်းရွေးရွေးတက်တာတဲ့ပေါ့နော်။အဲ့လိုလောပါပြီးတဲ့အချိန်မှာ ဒီလို animation ကဒီမှာတော့ဒီလိုဖြစ်လာတာတက်ကအဲ့လိုပဲဒါဆိုကျွန်တော်တို့ show ကြည့်မယ်ဆိုရင်အပေါ်တော့မင်းအချိန်မှမင်းနောက်တစ်ခုပေါ့မင်းအောက်ဆက်လာမယ်အဲ့လိုရအောင်ပါလေအားလုံးလည်းစပြီးကြပါစေ